ပရိသတ်တွေကိုခင်မုံမို့အဖြစ်အောင်ဖန်တီးခဲ့တဲ့ခင်မင်းခါ Hello 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 ဆယ်လီမမလာပါပြီရှင်။အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပွားနေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပရိသတ်များရှင်ခင်မင်းခါကိုပရိသတ်တွေအားလုံးဒီမှာပါပိုင်းတကုံရဲ့ညီရှင်ဖုံးကြီးနဲ့လက်ရှိမှာကြိုက်နေခဲ့တဲ့ချစ်သူကာမာလေးပဲဖြစ်ပါတယ်။သူတို့နှစ်ဦးတွဲလာတာတစ်နှစ်ကျော်ချင်းကြာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့သူတို့နှစ်ဦးတွဲခါစားတော့ကတော့ဘသူဘသူကမှမသိခဲ့ဘူးဆိုပေမဲ့ပြဿနာတွေဖြစ်လာမှပရိသတ်တွေအများကြီးကသိလာခဲ့ရတာပါ။အကြောင်း ောင်းရင်းကတော့ပိုင်တကွန်ရဲ့ညီရှင်ဖုံးပြေကဖောက်ပြန်ခဲ့လို့ဖြစ်ပါတယ်။ပိုင်တကွန်ရဲ့ညီရှင်ဖုံးပြေကပိုင်တကွန်တို့မိသားစုနဲ့ပြဿနာတွေဖြစ်သွားတဲ့အခါမှာအိမ်ပေါ်ကနေစင်းသွားတယ်ပြီးတော့ခင်မင်းခါကိုအိမ်ငါပေးဖို့အတွက်အကူအညီတောင်းရင်းနဲ့ခင်မင်းခါပါအဲ့ဒီအိမ်မှာအတူတူနေခဲ့တယ်။အဲ့ဒီအိမ်ရဲ့အိမ်ငါစရိတ်တွေစင်ရံနေစပေါ်တွေအကုန်လုံးကိုလည်းခင်မင်းခါကသူ့မှာရှိတဲ့ဝင်ငွေနဲ့ထားပေးခဲ့ရတာဖြစ်တယ်ဆိုတဲ့သတင်းတွေနောက်ပြီးခင်မင်းခါကသူ့အနေနဲ့စားတောက်စရိတ်တွေကစားထောက်ပံ့နေခဲ့ရတာဆိုပြီးပြောပြလာခဲ့ပါတယ်။ပရိသတ်တွေရဲ့အထင်နဲ့အမြင်မှာ ရှင်ဖုံးဖြစ်ကိုပိုင်းလုံးတယောက်ဖြစ်မြင်သွားစေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ပရိသတ်တွေကရှင်ဖုံးဖြစ်ကိုတတော်လေးမုန်းတီးနေတာပါ။ပိုင်းတကွင်းရဲ့ခြေရတာမမီဘူး။ပိုင်းတကွင်းရဲ့ခြေပြားတာမမီဘူးဆိုတဲ့စကားတန်တွေကထွက်လာခဲ့တာဖြစ်ပါတယ်။မိန်းကလေးဘက်ကလည်းတတော်လေးစာနာပေးခဲ့တာဖြစ်ပြီး ်ဒီလိုမျိုးပိုင်းလုံးလုတ်သွားတဲ့ရှင်ဘုံပြည့်ကိုတင်ယာဥပဒေအရရှင်ဆိုင်စီခြင်းနဲ့တွေ့ရအောင်ရှိလာခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ရှင်ဘုံပြည့်ကသူ့ရဲ့အမားတွေကိုဆိုရှယ်မီဒီယာမှာတင်ယာဝင်စာရေးသားပြီးတောင်းပန်ခဲ့တာပါ။သူတို့နှစ်ယောက်ချစ်သူရီးစားတွေဖြစ်ပြီးကြိုင်ရက်တနေခဲ့တာသူ့ရဲ့မိသားစုတွေတယောက်မှမသိပါဘူး။နောက်ပြီးသူဒုက္ခရောက်လို့အဆင်မပြေတဲ့အချိန်မှာသူ့ရဲ့ချစ်သူကောင်မလေးကအင်ငါးပေးခဲ့တယ်ဆိုတာဟုတ်ပါတယ်။ဒါပေမဲ့သူရရှိတဲ့အမှုပညာရှင်တိန်း30 30ရာစာကောင်မလေးကိုပေးတယ်။သူ့မှာ KP အကောင့်မရှိလို့ကောင်မလေးရဲ့အကောင့်ထဲမှာပဲလွှဲထားခဲ့တာဖြစ်ပြီးအဲ့ဒီပတ်စံနဲ့ပဲနှစ်ယောက် ောက်သားအတူတူစားတောင့်နေခဲ့နေဆိုတာနှစ်ဦးနှစ်ဖက်စလုံးကသိပါတယ်။နှစ်ယောက်ထဲနဲ့ဖြည့်ရှင်ရမယ့်ကိစ္စတွေအများကြီးပဲရှိသလိုနှစ်ယောက်ထဲသိတဲ့အကြောင်းအရာတွေကိုလည်းလူသိရှင်ကြားထုတ်မပြောတော့ပါဘူး။ဒါပေမဲ့အခုလက်ရှိအချိန်မှာအကုန်လုံးကစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်သွားကြရရင်တောင်းပန်ပါတယ်ဆိုပြီးတော့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုပြောပြပြီးနောက်တရက်မှာတော့ခင်မင်းခါကနှစ်ဖက်မိဘတွေရဲ့ညှိနှိုင်းပေးမှုကြောင့်အဆင်ပြေသွားပါပြီဆိုပြီးပြောလာခဲ့ပါတယ်။ညီမနဲ့ရှင်ဖုံးပြည့်နှစ်ဦးဖြစ်ခဲ့တဲ့ပြဿနာကြားမှာနှစ်ဖက်မိဘတွေနဲ့မသက်ဆိုင်ပါဘူး။ထင်ကနေနာသွားတဲ့နှစ်ဖက်မိဘနဲ့ ညီကိုမောင်နှမတွေကိုလည်းအားနာပါတယ်။တော့ဒီကိစ္စကနှစ်ဖက်မိဘတွေနဲ့မဆိုင်လို့ထိခိုက်နစ်နာသွားတဲ့နှစ်ဖက်မိဘတွေကိုလည်းတောင်းပန်ပါတယ်။အခုချိန်မှာတော့နှစ်ဖက်မိဘတွေရဲ့ညှိနှိုင်းပေးမှုကြောင့်ပြည်လည်သွားပါပြီးတော့သူနဲ့လည်းထပ်ပြီးတော့ပတ်သက်တော့မှာမဟုတ်ဘူးအဆက်ဖြစ်လိုက်ပါပြီ။ post တွေကိုလည်းဖြတ်လိုက်ပါပြီဆိုပြီးခင်မင်းခါကပြောပြခဲ့လို့ပရိသတ်တွေကနောက်ဆုံးငါတို့ပဲခင်မမို့ကြီးဖြစ်သွားခဲ့ရတာဆိုပြီး comment တွေတက်လာခဲ့ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ချင်းရောတကယ်ပဲခင်မမို့ကြီးဖြစ်သွားခဲ့လားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။